ဇော်ဘုံဟိဖန်းကန်ထိတဲ့နေရာမှာတကယ်ကိုပျော်နေတာကိုဖုံးမနိုင်ဖိမနိုင်တွားတွေးရတယ်။ပောက်ကိုတော်ဆိုရင်ဇော်ဘုံဟိကိုဘယ်လောက်ထိပျော်လဲဆိုရင်ဇော်ဘုံဟိတို့လူမျိုးဟာနော်ဘာတွေလောက်ထားမှမသိဘူး။ဒါကြောင့်မလို့အာမခံပေးနိုင်စရာအကြောင်းမရှိဘူး။ချင်းချင်းပြောရင်မှောင်ခိုတွေအဲမွေးစေးဝါးတွေဥပဒေနဲ့မလုတ်ကင်းတဲ့လုပ်တွေဘာတွေလုတ်ထားမှမတည်ဘူးဒါကြောင့်မလို့အာမခံပေးနိုင်စရာအကြောင်းမရှိဘူးပြီးလို့ချင်း online ပေါ်မှာပဲထောက်ခံတဲ့ကောင်ဖြစ်တဲ့အတွက် online ပေါ်တော့ပဲရမယ်တကယ်ဝင်ရမယ်လူရှိတာမဟုတ်ပါဘူး သူတို့သူတို့သူ့လိုမျိုးပေါက်ကိုတော်ဆိုတာကနော်အမျိုးသားရေးတန်ခါတွေရှိတယ်ပြီးလို့ရှိရင်မြေပြင်မှာထောက်ခံဝင်းရံလူရှိတယ်သူတို့နဲ့လိုင်းချင်းမတူဘူးဆိုပြီးတော့သူ့ရဲ့အသွင်းစိတ်ကိုဖုံးမနိုင်ဖိမနိုင်ထုတ်ပြီးတော့ပြောတဲ့အဆင့်ထိဖြစ်လာတယ်ဥသောဖိုးရင်းကိုအားပေးတဲ့သူကဝင်လိုင်းပေါ်မှာပဲရှိတယ်ဝင်လိုင်းပရိတ်တပဲရှိတယ်ဥသောဖိုးရင်းဒီဘာကြောင့်ဝင်လိုင်းမြေပြင်မှာကြတော့သူကစစ်တွေ့မှုကဥသောဖိုးရင်းဒီနဲတယ်လေမြေပြင်မှာအမာခံပရိတ်တကဥသောဖိုးရင်းတိတ်မရှိဘူး online ပေါ်မှာပဲလက်ခုပ်တွေတီးကြတယ် online ပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရင်အကြောင်းနဲ့ဆိုထောင်ဝင်စားတောင်လာတွေ့မဲ့သူတွေမဟုတ်ဘူးအပေါ့ကူတော်တော်ပြေးတယ်ပေါ့ကူတော်တော်ပြေးတယ်ပေါ့ကူတော်တွေအခုမှဒီအမျိုးသားရေးနဲ့လှုပ်လာတာမဟုတ်ဘူးအပေါ့ကူတော်တော်ပြေးတယ်ဒီကဟန်တာကပြေးတယ်ဟုတ်9000ကားလို့ဟုတ်9000ပွားတယ်မာဂန်ပြေးတယ်ရှိတယ်မြေပြင်မှာအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ထောက်ခံသူဇော်ဖုံးဟိန်ကိုစစ်တပ်ကပြန်ဖမ်းသည့်အပေါ်စစ်တပ်ထောက်ခံသူပေါ့ကူတော်မှပြောပါနေသည့်အတွက် အမေသားကြီးကိုစီကတုံးတက်ဝေဖန်လိုက်ပြီးမူအဆုံးထိနာဆင်ဝေဖန်ပေးသွားကြပါအောင်ခင်ဗျာစစ်တပ်အမာခံထောက်ခံသူဇော်ဘုံဟင်းကိုနိုင်ငံတော်အကြီးအကျယ်ပြစ်စင်မှုငါးငါကကြီးစက်သွဲဥပဒေပုံမှ66ဂါကြီးတို့နဲ့တရားစွဲဆိုလိုက်ပြီးလို့ဘောမအတိုင်းဝိုင်းရနေတရားဝင်အတည်ပြုလိုက်ပါပြီဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဇော်ဘုံဟင်းဘက်ကနေနာတဲ့စစ်တပ်ထောက်ခံသူအတိုင်းဝိုင်းကကြိတ်မနိုင်ခဲမရဖြစ်နေပေမဲ့ပောက်ကိုတော်တို့လိုမျိုးနော် ပြီးလို့ရှိရင်ဟန်ငယ်ဦးအုပ်စုလိုမျိုးကဇော်ဘုံဟိဖန်းကန်ထိတဲ့နေရာမှာတကယ်ကိုပျော်နေတာကိုဖုံးမနိုင်ဖိမနိုင်တွားတွေးရတယ်။ပေါက်ကိုတော်ဆိုရင်ဇော်ဘုံဟိကိုဘလောက်ထိပျော်လဲဆိုရင်ဇော်ဘုံဟိတို့လူမျိုးဟာနော်ဘာတွေလှုပ်ထမ်းမှမသိဘူး။ဒါကြောင့်မလို့အာမခံပေးနိုင်စရာအကြောင်းမရှိဘူး။ရှင်ချင်းပြောရင်မှောင်ခိုတွေအဲမွေးစေဝါတွေဥပဒေနဲ့မလို့ကင်းတဲ့လှုပ်တွေဘာတွေလှုပ်ထမ်းမှမသိဘူး။ဒါကြောင့်မလို့အာမခံပေးနိုင်စရာအကြောင်းမရှိဘူး။ပြီးလို့ရှိရင်အွန်လိုင်းပေါ်မှာပဲထောက်ခံတဲ့ ကောင်ဖြစ်တဲ့အတွက် online ပေါ်တော့ပဲရမယ်တကယ်ဝင်ရမယ်လူရှိတာမဟုတ်ပါဘူးသူတို့သူတို့သူ့လိုမျိုးပောက်ကိုတော့ဆိုတာကနော်အမျိုးသားရေးတန်ခါတွေရှိတယ်ပြီးလို့ရှိရင်မြေပြင်မှာထောက်ခံဝင်ရလူရှိတယ်သူတို့နဲ့ line ချင်းမတူဘူးဆိုပြီးတော့သူ့ရဲ့အသွင်းစိတ်ကိုဖုံးမနိုင်ဖိမနိုင်ထုတ်ပြီးတော့ပြောတဲ့အဆင့်ထိဖြစ်လာတယ်နော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဇော်ဘုံရင်းကိစ္စနဲ့ပတ်သက်ပြီးတော့ဒီစစ်တပ်ထောက်ခံသူလူတိများတဲ့ဒါသူကဒီဘက်မှာနေတယ်ကိုမောင်မောင်ပါတယ်ပြောထားလေပြီးလို့ရှိရင် အဲ့ဒီကျွန်တော်ကတော့ငပောက်လို့အဲ့အဲ့ဒီငပောက်ဘာတွေပြောထားလဲဆိုတာဒီဗီဒီယိုဖိုင်မှာကျွန်တော်တို့ကြည့်ပါပါနော်ရင်းဦးဆုံးကိုမောင်မောင်ရဲ့ပြောကြားမှုလေးကိုအရင်နားထောင်ပါလိုက်နော်ကျွန်တော်စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်ကြသူ့ကိုမုန်းတဲ့သူတွေဒုနဲ့ဒီကိုပေါ့ဗျာနော်အမှန်ပဲအမှန်ပါပဲနော်ဇော်မုန်းဟင်းဟာကျွန်တော်နဲ့ဆိုတာအမြဲတူကလည်းကိုယ့်ကိုဆဲကိုယ်ကလည်းသူ့ကိုဆင်းတယ်တစ်ဖက်နဲ့တစ်ဖက်တူကလည်းသူ့စစ်တပ်ကိုတကယ်ထောက်ခံပြီးတော့ အမာဂိုင်တို့တို့စပီကာဖြစ်ကြီးညာပြီးတော့တကယ်ကိုဖိုက်တဲ့လူတယောက်နော်အဲ့လိုလူမျိုးတယောက်မှာခုနကပြောဆိုအခုလိုဖမ်းခံထိတဲ့အချိန်မှာပျော်ရမှာကတစ်ဖက်ကျွန်တော်တို့ဘက်အချမ်းကလူတွေပျော်ရမှာအခုကိုယ့်ဘက်အချမ်းကလူတွေဘာမှတော့ပျော်လို့ဝင်မဲ့ဝင်ပြီးပျော်မဲ့အပေါင်မရှိဘူးသူတို့စစ်တပ်ထောက်ခံတဲ့လူတွေပျော်နေတာနော်အားလုံးမြင်တဲ့အတိုင်းပဲကြည့်နော်အဲ့တော့ဒီဗီဒီယိုဖိုင်နယ်တင်ချာကြည့်ပါဒီကောင်တွေရဲ့စိတ်ဓာတ်တွေဘယ်လိုလဲဆိုတာကိုကွက်ကွက်ကွင်းကွင်းမြင်ရလေ သူနဲ့တွေ့တော့တွေ့တယ်အဲ့တော့သူ့ကိုမောတဲ့သူတွေကစူပါမေးဝိုင်းပြီးလှုပ်ကြံလာအမှန်ပဲအမှန်ပဲဇော်ဘုံဟင်းကိုမုံတဲ့သူတွေရှင်းရှင်းပြောရင်မနာလိုတဲ့သူတွေစူပေါင်းပြီးတော့ဇော်ဘုံဟင်းကိုအကွက်တက်ကြအောင်စော်ပစ်တာကျင်းနေအဲ့အမှန်ပဲကိုမောင်မောင်ပြောတာနော်ပြောင်းချမှုသူခံရတာဖြစ်တယ်အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတဲ့ဆန္ဒထုတ်ဖို့ပြသရမယ်လို့ကျွန်တော်က ပြောခဲ့ဒါပေမဲ့ခတ်တာကကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့ဗျာနော်အနီးပဲဖြစ်ဖြစ်အစိမ်းပဲဖြစ်ဖြစ်နိုင်ငံအသိဉာဏ်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်တောက်လောက်ပဲရှိတယ်ဟာခင်ဗျားတို့နိုင်ငံရေးလောက်အောင်ခင်ဗျားတို့ဒီစိမ်းပိန်ပေါ့နော်စိမ်းပိန်နေကြနိုင်ငံပြည်စည်းသလိုနေပိန်နေကြတဲ့နိုင်ငံပြည်စည်းတယ်ကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲ့တို့နားမလဲတယ်ဆိုတဲ့ခါကျကျွန်တော်ဆန္ဒထုတ်ဖော်ပါဆန္ဒပြပါနော် အဲနောက်တစ်ခုကဆန္ဒထုတ်ဖော်ရဆိုတာနီလန်ပေါင်းစုံရှိတယ်အကျန်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတော့နားမလဲတဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာခင်ဗျားတို့ဘာလုပ်နေတယ်ရလဲကဲဒါတော့ကိုမောင်မောင်ကသူကဇော်ဘုံဟိန်းကိုချစ်တဲ့သူတွေအနေနဲ့ဆန္ဒထုတ်ဖော်ဖို့ကိုသူကအကြံပေးတယ်အဲ့ဒါလို့ဆန္ဒထုတ်ဖော်ဖို့အကြံပေးတဲ့ဟာကိုငပောက်လို့ကျွန်တော်တို့ခေါ်တဲ့ပောက်ကိုတော်ကနော်ပြပကလူတွေကသူတို့ပြည်သွင်းနေတဲ့လူတော့ပိုတီအောင်မလား ဇော်ပုံးလေးကိုစံနှထုတ်ပေါ်ခိုင်းနေဆိုတဲ့အလုပ်ရကအလကားပေါ့ချင်းပြောရင်ဇော်ပုံးလေးမှာဘာပေးတယ်မှမရှိဘူးကိုထွက်ပြီးဒို့ရေးဒို့ရေးလှုပ်စီရမလိုဘူးဆိုပြီးတော့ပြန်ဖဲ့ထားတာနော်အဲ့တော့ချင်းချင်းပြောရင်ဇော်ပုံးလေးဇော်ပုံးလေးဖန်းကန်ထီးတို့ပျော်တဲ့အထဲမှာငပောက်ကတော့ဖုံးမနိုင်ဖိမနိုင်ပျော်ပြတဲ့ပျော်ပြနေတာပေါ့နော်နိုင်ငံပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့အမှန်ပဲကျွန်တော်တို့မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်မလဲဆိုတော့နိုင်ငံရေးလောကသားတွေတော်တော်များများဟာအတိညာတော်တော်နေပါလား နိုင်ငံရေးသိညာလည်းမရှိဘူးအဲ့တော့ဘာလုပ်နေတာလဲနော်အဲ့တော့ NASA ကညံ့တာနည်းနည်းခမားတို့ဒီနိုင်ငံရေးသိညာမရှိတဲ့နေပိန်စိန်ပိန်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီအသိဉာဏ်နည်းတဲ့သူကြောင့်နိုင်ငံပျက်စီးတာကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့အကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုနောက်ကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေထွက်ပြမယ်ဆန္ဒပြတယ်ဆိုတာကဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအသိဉာဏ်အားဖြင့်ဒီပေါ့ ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားနေပါလေသူတို့ရဲ့သူတို့နဲ့ကျွန်တော်နဲ့တန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုချင်းမတူနိုင်ငံရေးသိဉာဏ်ချင်းလည်းမတူကျွန်တော်ကဆန္ဒပြပါတော့တဲ့ပြောပြီနော်ဒီလိုနေရရန်ကောင်းတဲ့လို့ဦးမင်းအောင်လိုက်လည်းညင်းမှာမဟုတ်ဘူး NASA ကလည်းညင်းမှာဒီလိုနေရဘောမာတွေကိုလည်းတဲ့ကုလူကပါကျွန်တော်တို့လည်းဒါကွန်မောင်လို့ဆိုဘောမာလို့ပြောခဲ့တာပဲနော်ဘယ်နိုင်ငံသားလဲပြောပြီးမှညင်းမှာမဟုတ်ဘာကြောင့်လဲဆိုတော့ဆန္ဒပြတယ်ဆိုတာ ငိမ့်စုစီငိမ့်ချမ်းစွာစုဝေးဆန္ဒပြခွင့်လို့ခေါ်တယ်။အရန်ကိုချက်တည်ရှိတာဒီမိုကရေစီပြရုပ်ကိုပြတာ။နော်။ပြီးရင်ဆန္ဒပြပြီဟေ့ဆိုလို့ရှိရင်နံပါတ်1ပထမဦးဆုံးလောက်ကမှာပါလဲဆိုတဲ့ခါကျတော့မိမိရဲ့ဆန္ဒထုတ်ဖော်ပြသမှုတွေအားလုံးဟာစီကံရှိရမယ်။ဥပမာဖြင့်ကျွန်တော်ဆန္ဒထုတ်ဖော်ပါလို့ပြောလို့ရှိရင်ခင်ဗျားတို့ကိုဟိုဘာလို့ဆိုလမ်းပေါ်မှာထွက်ပြီးတော့ဟိုတောင်းညံခိုင်းတာမဟုတ်ဘူး။နော်။ဟို27တော့ကဒီဘိန်းစရိုက်လိုခိုင်းတာမဟုတ်ဘူး။ ကျွန်တော်ကဆန္ဒထုတ်ဖို့ပါဆိုဆန္ဒထုတ်ဖို့နေရအမျိုးမျိုးရှိတယ်။ဟာဒီညမှာတော့နည်းနည်းပြောချင်တယ်ဗျ။27တုန်းကနေပိန်းစရိုက်လို့လှုပ်တာမဟုတ်ဆိုတော့2021မှာအာနာတိတ်လိုက်တော့ထွက်ပြီးဆန္ဒပြတာစစ်တပ်ကလူတေအောင်လို့မပြစ်မချင်းပြည်သူဘက်ကဖောင်းတဲ့နေရဘယ်နေရရှိတယ်ဗျ။เนาะအဲ့လားလေးတခုတော့တိချင်တယ်။เนาะကျွန်တော်အနေနဲ့မတွေ့လို့မေးတာ။2021မှာမင်းအောင်လိုက်အာနာတိတ်လိုက်တဲ့အချိန်မှာတတိုင်းပြီလို့ တော်မြို့လမ်းပေါ်လူပြေးွားတယ်နော်အဲ့လိုပြေးွားတဲ့အချိန်မှာစစ်တပ်ကပြစ်လို့မြတ်တွတ်တွတ်ခိုင်လို့တေရတဲ့ပုံစံမျိုးမတေမချင်းပြည်သူဘက်ကစီးမဲ့ကမ်းမဲ့လောက်ရဲ့ဘယ်နေရာလောက်လဲပြပါနော်အဲ့တော့ကျွန်တော်တို့ကဘက်တော့မလိုက်ဘူးပြအမှန်တရားကိုအမှန်တရားပဲဖြစ်စေခြင်းလေနော်ငိမ့်ချမ်းဆိုတာစီတန်းလှဲ့လှဲ့ဆန္ဒထုတ်ဖော်နေတဲ့ပြည်သူတွေကို အသက်ရန်ချပြီးတော့လက်နက်နဲ့ကြီစစ်နဲ့ဖြိုခွင်းတဲ့နောက်မှာမှတိုင်းပြည်ဟာဒီချင်းတွေရောက်လာတာပါမှားလားမှန်လားเนาะဒါလေးကိုတော့ကွဲပြားဆိုတိဖို့လိုချင်တယ်ကိုနဲ့ဘက်မလူတိုင်းလုံထွေးပြီးတော့လှုပ်တော့မလှုပ်စေချင်ဘူးဟုတ်တယ်မလားအွန်လိုင်းပေါ်မှာကိုယ့်ရဲ့เนาะဘယ်လိုခေါ်မလဲဆိုတော့ကိုယ့်ရဲ့ဒီကိုယ့်ကိုယ့်ရဲ့ social platform လေးတွေလူတိုင်းမှာရှိကြတယ်အဲ့ social platform လေးတွေကလည်းကိုဖုံးလွတ်မြောက်ပါစေတော့လည်းကော အဲဒါမှမဟုတ်ရှိရင်ကိုဖုန်းကိုဘလောက်သူတို့အားပေးကြအောင်เนาะ profile လေးတွေချိန်မိတာเนาะကိုဖုန်းနဲ့ပတ်သက်ပြီးတော့ထောက်ခံကြောင်းလေးတွေပြောပေးတာเนาะဒါကလည်းဆန္ဒထုတ်ဖော်မှုတစ်ခုအဲ့လောက်တော့မှအသိဉာဏ်မရှိတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့လူတွေကနိုင်ငံရေးပါအော်နေတာကျွန်တော်တော်တော်လေးကိုလေစိတ်ထဲမှာအာဒီနိုင်ငံကတားခဲ့တဲ့ကျွန်တော်ရင်လေးတယ်ကျွန်တော်ကျွန်တော်တော်ကဲဘီဒီနေကဘောမာလေးเนาะမင်းတို့ကိုငါတို့ပြောင်ကြီးလို့ခေါ်တဲ့ကိုမမောကတော့ဒဲပြောတယ်เนาะ င်းတို့ပြည်ပနေဒေပြောနေပြီအဲ့တော့ပြည်တွင်းထဲကငပေါ့လိုမျိုးဟုတ်လားမလားအဲကောင်မျိုးတွေဘာပြန်ပြောမလဲသိချင်တယ်ဟုတ်တယ်မလားငပေါ့ပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်ပြီးရင်ဖွင့်ပြပါမယ်ဟုတ်ပြီပြည်ပြအောင်ကျွန်တော်တော်ကြီးကိုတင် जा ပြအောင်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုတော်လိုက်မယ်เนาะအချိန်သားမြောင်းပါမယ်ဆိုလို့ငိမ့်စုဆိုငိမ့်ချမ်းစွာစူဝေးဟောအနေနဲ့ခင်ဗျားတို့လည်းစိတ်လည်းမညစ်ဘူးကံလည်းမညစ်ဘူးဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့မှာကျွန်တော်နဲ့နှိမ့်တော့တဲ့အရေးချင်းအစင်တန်းပါဆိုပါမှမရှိဘူးဘာကြောင့်လဲ ဘောမတွေပြည်တွင်းတွေကဘောမတွေတကွက်ခံသွားပြီနော်ပြပကကိုမမောခမရိုးအစင်တန်းလည်းမညီဘူးတဲ့ငါပေါ့မင်းတို့ဒဲပြောတာ တွေ့တယ်မလားနော်မင်းတို့ဒဲပြောတာတွေ့တယ်မလားမင်းတို့လည်းအစင်တန်းမညီဘူးတဲ့နော်နာတိုင်းလဲသေးလို့ရတယ်ဟိုကပြောတာမရှင်းနေတယ်နော်ခင်ဗျားတို့မှရှိတာဆိုတော့ခင်ဗျားတို့ဖြစ်ပြီးမှကျွန်တော်နားလေတယ်ဘာကြောင့်လဲဆိုတော့ဗျာတီတွင်းမှာဖြစ်တယ်နံပါတ်1ချက်ကနော်တီတွင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်တပ်မှာအချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီအရန်ကိုပေါ့နော်ဟိုအာနာယူးနေတဲ့စစ်ဘုတ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘုတ်ချုပ်တွေရှိတယ်နော်ရာရှိအရာခံတွေရှိတတ်တယ်ဒီရာရှိအရာခံတွေကခမည်းတော်ခေါင်းတွေဟာညနေနာမှာတော့ခမည်းတော်မှာစစ်တပ်ကဘာပဲလုပ်လို့ဟုတ်ကဲ့ပါနော်ဟာကောင်းပါလေကောင်းပါကောင်းသည်ရှိမကောင်းသည်ရှိချိန်မိတ်ပြီးတော့ကောင်းပါပေါ်လာရပေါ်လာရပြီနော်ကျုပ်တို့နားလေပေါ်လာရပြီကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော် ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါးချိုးရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အစင်ကိုအစင်နဲ့ကိုနေကျုပ်တို့ကကျုပ်တို့အစင်ကိုကျုပ်တို့ဆက်လက်ထိန်းသိမ်းနေရမှာပဲကဲနော်ကျုပ်တို့ကကျုပ်တို့ကဘောမာနေပြောတာအားရစရာကြီးကွာခင်ဗျားတို့အစင်ကိုတို့ပြောမဲ့စကားတွေကိုကိုမောင်မောင်ပြောပေးတဲ့အတွက်ဂျေဇူးတင်တယ်ဂျေဇူးတင် channel channel တွေခင်ဗျားတို့ကခင်ဗျားတို့ကဘာလဲဆိုရှင်စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ကိုဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုး တိုက်ခိုက်တယ်ဒီတိုက်ခိုက်ခင်ဗျားတို့ကဒီလိုပဲလုပ်เสียရှိတယ်ကြံတာဘာမှမဟုတ်ဘူးခင်ဗျားတို့ကကြံတဲ့ဘုံမတွေကတွေ့တယ်နော်ပေါ်ပြီအကုန်ပေါ်ပြီတွေ့တယ်နော်အဲ့ဒါအဲ့ဒါအကုန်ပေါ်ပြီတွေ့တာခင်ဗျားတို့မရှိဘူးမရှိရတော့ကြောင့်မို့ခင်ဗျားတို့အဆင်နဲ့ခင်ဗျားတို့နေကြအကျုပ်တို့ကတော့အားရတာကွာနိုင်ငံရေးတည်တာဖြစ်တယ်ပြီးလို့ရှိရင်တက်မလို့လည်းရက်တည်တာဖြစ်တယ်တက်မလို့ကြရှုံးမဲ့အရေးကျွန်တော်တို့လုံးဝမကြရှုံးဘူးတော့ကကျွန်တော်တို့အနေနဲ့ကနိုင်တဲ့ဘက်ကနေပြီးတော့အဲကျွန်တော်တို့ပံပိုး ပြရမှာဖြစ်တယ်ပံပြောပြရမှာဖြစ်တယ်နော်နိုင်ငံတော်မျက်နှာကိုကြည့်တဲ့ကြောင့်နိုင်ငံတစ်ခုလုံးတည်သူမျက်နှာကိုကြည့်တာခမောက်လို့ခလေးကလာနဲ့ဟာနီပိန်ကြီးဟီဟီဟီဟာစိတ်ပိန်ကြီးဟာဟာဟာဆိုတဲ့ဇေယျချင်းမှာကျုပ်တို့ဆွဲမထဲနဲ့နော်ကဲဒီလူနေကဘောမကြီးကြားတယ်နော်ခမောက်တို့ကိုတီပန်နဲ့ကိုမောင်မောင်ကဒဲ့ပြောရတာကဲငပောက်ကြီးဘာပြောမလဲဆိုတော့တဆက်ကြည့်လိုက်ပါဦးအဲ့ဒါတွေကတော့ဦးစင်းရဲ့အမြင်သုံးတတ်ချင်တာကတော့ဥတော်ဘိုးရင်ကိုထောက်ခံဝိုင်းရတဲ့တူတွေကိုစူပူမှုမဖြစ်ဖြစ်အောင် မုံကြောက်အောင်မကြောက်ကြောက်အောင်တသက်ကဆိုရအောင်ပေါ်ပြတနည်းတစ်ဖုံနဲ့ဖိုးနဲ့တလို့ပဲဦးစင်းရတော့တုံးတက်ချင်တယ်ဗျတုံးတက်ချင်ပါတယ်နော်ဘာဖြစ်လို့တုံးတက်ထားလဲဆိုတော့ဦးစင်းရပေါ့ပေါ့ထောက်ကိုခိုင်းခိုင်းလုံလုံနဲ့ပဲပြောတာများပါတယ်မုံမုံပြောရတွေ့တယ်မလားရွှေချင်းမြို့နယ်ရှိစစ်တပ်ဤ9918တရင်နှင့်ဘန်ကာတိဆောက်နေသောစစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ2ဦးသေဆုံး ပဲခူးတိုင်းရွှေကျင်မြို့နယ်ရှိအကျန်းဖက်စစ်တပ်ဤ9ရ9ဆယ်ရှစ်တရင်နှင့်ဘန်ဂါတီဆောက်နေသောအကျန်းဖက်စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်းပခူးခရိုင်ဘက်ကဖာမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တသတင်းဌာနထံသို့ပြောဆိုသည် ဇွန်လ30ရက်နေ့တွင်ရွှေကျင်မြို့နယ်ကွင်းစိတ်နှင့်ဝင်းကံရွာအကြားရှိအကျန်းဖတ်စစ်တပ်၏998တပ်ရင်းနှင့်အနီးဝင်းကျင်တွင်ဗန်ကာများပြန်လည်တိစောက်နေသောအကျန်းဖတ်စစ်ကောင်စီတပ်သားများကိုတော်လန်ရေးတပ်ဖွဲ့များကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည် ရင်းပစ်ခတ်တိုက်ခိုက်မှုအတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးခဲ့ပြီးခုနှစ်ဦးထိခိုက်ဒဏ်ရာရရှိကာနှစ်ဦးပြင်းထန်ဒဏ်ရာရရှိကာထိခိုက်ဒဏ်ရာရရှိသူများကိုစစ်တောင်းမြေအနောက်ဘက်ကရှိကျေးရွာများဘက်သို့တည်ယူလာကြောင်းသိရှိရပြီးစစ်ခွေးနှစ်ကောင်တွေပါတယ်ထိခိုက်ဒဏ်ရာနှင့်ပြင်းထန်ဒဏ်ရာရရှိတယ် စစ်ခွေးခုနှစ်ကောင်နံရရတဲ့ဒံရရတဲ့ကောင်တွေကိုပြန်တဲသွားတယ်စစ်တောင်းတစ်ဖက်ကန်းကိုပြည်သူတွေတရင်ပေးအရာတိရှိပါတယ်ဟုပကူးခရိုင်ဘက်ကအမတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တရင်ဌာနထံသို့ပြောဆိုသည့်အဆိုပါတိုက်ခိုက်မှုကို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များဖြစ်သောပကူးခရိုင်ဘက်ကဖဒိုင်ဦးဘက်ကဖကဝါဘက်ကဖ UDF တပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ဦးစင်းပြောတဲ့အရာလေးရှိရင်ထောက်ပြရပါမယ်နော်။မမအဲ့ဒီချက်ကန်ထိမအောင်။ဦးစင်းတို့ရဲ့မြန်မာပြည်တွင်းကိုပြပကလို့ပြရဦးစင်းတို့အချင်းချင်းတော့သူတို့အချင်းချင်းတော့မေးရမယ်လို့ဖြစ်နေတယ်နော်။အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဘူလုံးကတော့နန်းလွင်းရလေ။နန်းလွင်းစစ်ကြောရေးမှာလည်းတွဲပြီးတော့ဘလို့လုပ်ပြီးတော့စာပါလေ။ကိုယ်တော်ဖွင့်ကိုဆင့်ဖန်စရာအကြောင်းမရှိပါဘူးဗျာ။နေပြည်တော်အစအဖာဆင့်ဖောင်အဲဆိုပြောလို့မန္တလေးတို့ ဒီထသရထသရတို့ဒီထောက်လိုက်16ဟာတွေကတော့ဘာလို့ဘာလို့အပူထားတော့မှာလဲတွေ့တယ်နော်ငါပေါ့အခုပြောရတဲ့မျက်နှာပေးနေပြောရတဲ့ပုံနဲ့ဇော်ဘုံဟင်းဖန်းကမထီးတဲ့အချိန်လုံးကငါပေါ့တဲ့ဇော်ဘုံဟင်းတွေ့တဲ့အချိန်ငါပေါ့ကဇော်ဘုံဟင်းကိုဘယ်လိုဆက်ဆံလဲရှင်းရှင်းပြောရင်မနာလိုတာဗျသူတို့အချင်းချင်းကြားမှာတွေကစခွက်လှုပ်နေတာခွေးတောက်ကိုအစာရှင်တွေးကြည့်စားစားနေဘေးကောင်စောင်းနေတယ် တခင်ရောနဲ့အမီးနှံ့နေတယ်အေးအဲ့ဒီပုံစံဖြစ်နေတာတိဇော်ဘုံဟင်းကကြော်ရဲဆိုရဲတဲ့လှုပ်ရဲတဲ့ဖိုက်ရဲတဲ့ဖြစ်တဲ့အတွက်ဇော်ဘုံဟင်းကအရှိကိုရောက်နေတယ်အဲ့ဒီပုံမှာငါပေါက်တော့ကကျိတ်ပြီးတော့ဂျေဝင်နေတာနော်အခုတကယ်တကယ်ဇော်ဘုံဟင်းဒုက္ခရောက်တဲ့အချိန်မှာမထက်ကဆိုဇော်ဘုံဟင်းလွတ်မြောက်ရေးအတွက်တလောက်စစ်တပ်ကိုဘဝနဲ့ရင်မိထောက်ခံနေတဲ့လူတစ်ယောက်ကဒီစစ်တပ်ကိုစစ်တပ်ကပြန်ဖမ်းတဲ့ဟာလုံးဝခွင့်လွှတ်စရာအကြောင်းမရှိဘူးလေဗျဟုတ်တယ်မဟုတ်ဘူးလားဟမ်ပီဒီအက်ကဖမ်းသွားလို့သူတို့ပြောရင်ကြားကောင်းနေတယ် ကိုအားပေးထောက်ခံတဲ့အဖွဲ့အစည်းကကို့ကိုပြန်ဖမ်းမယ်ဆိုတော့ကဲအခုကျွန်တော်ထောက်ဖို့လုပ်နေတော်လိုင်းပဲချမ်းမှာကျွန်တော်ထောက်ဖို့လုပ်နေတဲ့ဟာကိုကျွန်တော်တောက်ကမှတစ်ဖက်တော်လိုင်းလို့စစ်ကောင်စီကိုကြောက်ကမှလေဟာပီဒီအက်ကကျွန်တော်ကိုပြန်ဖမ်းမယ်ဆိုစဉ်းစားကြည့်ရင်လက်ခံနိုင်စရာအကြောင်းရှိတာဟုတ်တယ်မလားဒါပေမဲ့ဇော်ဘုံခံရတာအခုအဲ့လိုခံရတာလေအဲ့ဒီပုံမှာငပေါတို့ကကိုနဲ့အတူတူစစ်တပ်ကိုဘောရတဲ့ရီမီထောက်ခံနေတာဆိုသူတို့ပြောတော့ဇော်ဘုံမကအပြည့်ဝရက်တည်းရမှာမဟုတ်ဘူးလား ကိုမမောင်ပြောရတာမကြည့်လားမင်းတို့မင်းတို့တွေအဲ့လိုပြောအောင်နည်းသေးတယ်တိလားဟောကိုမမောင်ပြောရတွေ့ရမလားအစင်ကြီးလာမတိုင်းနဲ့တဲ့မင်းတို့စောက်စင်းရတော်ထဲမှာနေတာစစ်တပ်ကခေါင်းတနေထားတာတဲ့တိလားမင်းတို့ဘဝကမမမမမဟုတ်ကဲ့လို့ပဲပြောရမယ်အစင်းနဲ့ကိုမမောင်တဲ့ပြောရတာမင်းတို့တိလားရှင်းတယ်မလားအလားအေးအဲ့ဒါပြီးမှမှနေတဲ့လူတယောက်ကအမြင်နဲ့မင်းတို့လို့စစ်ဖက်အောင်နေတဲ့လူတယောက်ကအမြင်အမှစကွာလားနော်မင်းတို့ဘောမှအချင်းချင်းတောင်မှ အမြင်ချင်းအဲ့လိုကွာွားတွေ့တယ်မလားနော်ဆက်ပြောနည်းနည်းကြော်လိုက်မယ်ဒီကောင်ဟာနည်းဗီဒီယိုဖိုင်ရှေဝါဖြစ်တဲ့အတွက်ဘယ်သူရေးမလဲအဲ့ဒါဆိုရင်ရေးချင်တဲ့သူရှိရလားကဲဥစဉ်ဌာနဆိုင်ရာစာတင်ပေးမယ်ဒီပီအိုအတွက်ကိုဥစဉ်တော့အစင်းနဲ့မှာပဲနော်ဒါတွေမဘောနိုင်ငံတော်ကောင်းစေဖို့အတွက်ဝေဖန်ထောက်ပြခဲ့တဲ့အရာတွေဆိုရင်လည်းဥစဉ်တော့ဒါပြောပေဖို့ကလူကြီးတွေကိုမေတ္တာရက်ခံစားရေးပေဖို့ကအစင်းနေမဲ့ဥစဉ်တော့အနေနဲ့ရနော်အစင်းနေမဲ့ အဲ့လိုမို့လဲကိုမတိတဲ့အရာတွေဖြစ်ခဲ့ရင်ခင်ဗျားတို့ကတို့တို့ကမေတ္တာရက်ခံစားရေးလို့ရှိရင်ကျုပ်တို့ကဘယ်သူရေးမလဲအဲ့ဒါဆိုရင်ရေးချင်တဲ့သူရှိရင်လာကြဥစဉ်ဌာနဆိုင်ရာတွေစာတင်ပေးမယ်စာတင် ငပောက်ရဲ့လွယ်လွယ်လေးဟာကြီးကိုမင်းစာတင်တဲ့နေရာမှာဇော်ဘိုးကြီးမှဥပဒေနဲ့မလွတ်ကင်းတဲ့အခြားကိစ္စတွေလှုပ်ထားရင်တော့ဥပဒေကြောင့်အရာတွားပါအခုလိုဝေဖန်ထောက်ပြတဲ့အရာပေါ်ကိုအခုလိုမျိုးအညှိုးအတင်းပုံစံမျိုးနဲ့တရားစွဲဆိုဖမ်းဆီးထောင်ချတဲ့လောက်ရက်ကိုတော့ဦးစင်းတို့အနေနဲ့လက်မခံပါဘူးတကားကြီးတို့ဘာဖြစ်ညာပဲမပြောလေဥပဒေကြောင့်ရခွင်းကမင်းပြောသလိုဇော်ဘိုးကြီးကမင်းစင်းပေါင်ကိုကူထားလို့ချင်းမင်းစင်းအမှုကြမစေလေအနာကိုမင်းအမခံခိုင်းတာမဟုတ်တဲ့ဟာကြီးဟုတ်မှန်ဟာလွယ်လွယ်လေးမင်းပါကြနေတာမင်းပါကောင်းဟာကြီးဟမ် မလုတ်ပြမလုတ်ပြဘူးကောဘာလဲမင်းကြောက်ကြပီသားသမ်းမှာငါပေါ့ဒုက္ခပါပဲကွာမင်းပျော်ရင်လည်းပျော်လိုက်ဟုတ်လားမအဲ့တော့ဘောဟေးကငါအစအရမကျင်တတ်တာကွာဒီကောင်ငါတို့ဘောမပဲချမ်းမှာစလူတော်စံလုတ်တယ်ကြောက်ကြပီပီပေါ့ဒီလားကြောက်ကြပီတာလိုက်စမ်းပါမင်းကိုမောင်မောင်ပြောတာအောင်နဲသေးတယ်မင်းတို့စောက်စင်ကိုစောက်စင်ကိုတီးတယ်အရသာရှိတာကွာငါကိုမောင်မောင်ကျေးဇူးတင်တယ်ပြေပဲ ဲ့တော့ဥစဉ်တော့ဘာမှမတည်ရသေးဘူးလေကိုတိတဲ့အရာကလည်းနောက်ွယ်ကဥမာဥစဉ်တော့ဥမာဆိုကြပါဗျာဂိတ်ဒီအကြောင်းချမ်းပြင်းနေမြောက်ပန်းနေလာတဲ့ကားတွေအခုလောလောဆယ်အစီး900လောက်ဆိုလားအပိတ်ခံထားရတယ်အဲ့မှာတခါဥစဉ်ဂိတ်တကယ်အမြင်ရပုံမှန်နဲ့ဆိုဥစဉ်တော့မှလုံးလို့မရအောင်တော့အဲ့ကိုမတိတဲ့အရာတွေရှိသေးရဲ့လေอืมကိုမတိတဲ့အရာတွေရှိသေးရဲ့ ဲ့တော့ပုံမလင်းလင်းပြောရမြကုသောဘိုးရင်ပြည်ဦးလို့မှာပဲနော်ပြည်ဦးလို့မှာပဲရှိမယ်ကုသောဘိုးရင်ဘယ်နန်းလွင်းနဲ့မှမှာမရှိဘူးဘယ်ထောက်လိုင်း16မှာမှာရှိဘယ်နင်းကြီးရောလည်းမရှိဘူးကဲနော်ပြည်ဦးလို့မှာပဲရှိမယ်ဟုတ်ပြီကုစီထားနော်အခြားဗီဒီယိုဖိုင်တွေမှာကျွန်တော်မပြောအခုလက်ရှိဒီဗီဒီယိုဖိုင်စမှာသူမဟုတ်မမှန်တာကိုပြောခဲ့ရင်တဲ့ထောက်ပြလို့ရတယ်တဲ့အခုနောက်ဆုံးမှသူပြောရတာဇော်ဘိုးဟင်းကပြင်ဦးလို့မှာပဲရှိမယ်လို့ကြားတယ်နော် မကြခင်ရေဇောပေါင်းရေးကိုယုံထုတ်မယ်ကြတိရတယ်အဲ့တော့ယုံထုတ်ခဲ့ရင်သူပြောတဲ့ပြင်ဦးလွင်မှာရှိတယ်ဆိုတဲ့ဇာတ်မှားတယ်နော်အဲ့ဒီဒီဗီဒီယိုဖိုင်တစ်ဖိုင်တည်းမှာနေငပောက်ကဘလို့ဖာကြလဲဆိုတော့ခင်ဗျားတို့လက်တွေ့ပဲနော်အဲလက်တွေ့ပဲဒီငပောက်ရဲ့အဆင့်အတန်းအရေးချင်းအဲ့တော့ကိုမောင်ပြောလို့ပဲကိုစောက်စင်ကိုထိပြောခန့်ထိတယ်နဲအောင်နဲရသေးတယ်သောဘွေးနဲ့ပါလာတဲ့သူတယောက်ဒီပြန်လွတ်လာပြန်လွတ်လာဘာဖြစ်လို့လွတ်လာလဲ သူ့ကထောင်ချလို့မှမရသူ့မှာမှအပြစ်မရှိတာမှန်ဒါပေမဲ့အပြစ်မရှိထောင်ချစစ်စစ်ရာရှိရအောင်သူတို့ကစစ်စစ်မှာပဲဘာပတ်တယ်မှုရှိတယ်လဲဘလို့ရှိတယ်လဲတကယ်လို့မှပေါ်ပေါ့ရအောင်တော့ပြန်လွတ်ပေးမှာပဲဒါပဲရှိတဲ့ဇာလန်ကနော်အဲ့တော့ကိုစိုးဘိုးကြီးနဲ့ပတ်တယ်ပြီးပြောနေတဲ့အရာတွေကချိုးတရေနှမတွေချိုးပြီးပါတယ်ဟုတ်တယ်ဗျာဘာတခုမှမဟုတ်ပေါ့ဗျာကိုစိုးဘိုးကြီးဝိုင်းရထောက်ခိုင်းတဲ့သူတွေဟိုဟွာပေါ့ဗျာမဆူမဆူအောင် အဲ့တော့ဘယ်သူမှလည်းစူမာမဟုတ်ပါဘူးဘယ်သူမှလည်းထွက်လို့မလာမှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုသောဖိုးဟင်းကိုအားပေးတဲ့သူကဝင်လိုက်ပေါ်မှာပဲရှိတယ်ဝင်လိုက်ပရိဒတ်ပဲရှိတယ်အင်းကိုသောဖိုးဟင်းဒီဘာကြောင့်ဝင်လဲမြေပြင်မှာကြတော့သူကစွတ်တွေ့မှုကကိုသောဖိုးဟင်းဒီနဲတယ်လေမြေပြင်မှာအမာခံပရိဒတ်ကိုသောဖိုးဟင်းတိတ်မရှိဘူးဝင်လိုက်ပေါ်မှာပဲလက်ခုပ်တွေတီးကြတယ်ဝင်လိုက်ပေါ်မှာပဲအားပေးကြတယ်အဲ့ဒါတွေကအရင်အကြောင်းနဲ့ဆိုထောင်းဝင်စားတော်လာတွေ့မဲ့သူတွေမဟုတ်ဘူး အပေါက်ကိုတော့လိုပေးတယ်ပေါက်ကိုတော့လိုပရိဒတ်ပေါက်ကိုတော့ဒီအခုမှဒီအမျိုးသားရင်းနဲ့လောက်လာတာမဟုတ်ဘူးအပေါက်ကိုတော့လိုပရိဒတ်ဒီကဟန်တာကပေးတယ်မင်းကလည်းဟို9000ပွားတယ်အမကံပရိဒတ်ရှိတယ်မြေပြမှာမရှိတယ်ဟုတ်တယ်ပေါက်ကိုတော့အခုမှလောက်တာမဟုတ်ဘူးဟိုအရင်9000ခက်တယ်ကအခု9000တော့မရတော့ဘူးမလားအခုစန္ဒပြားဟုတ်ဘောက်ပေါင်9000လောက်ရသေးတာငါမေးတာဖြေဟဲ့အောင်မင်းတို့ဘောမတယ်မရအောင်မလားအေးငါပေါက်က9000ခက်ထဲကလောက်လာတာမင်းတို့နားလေတာတိလားမင်းအာ9000စားတယ်မှာသူကဂျူနီယာကြီးကမင်း အဂျူနီယာအစီနီယာကြီးပါမင်းမင်းတို့ဂျူနီယာတွေလာပြီးတော့ပခုံးချင်းလာမရှင်နဲ့ပေးလိုက်မယ်တခါတည်းငန်းတော်စားမှာအဲစီနီယာကြတဲ့ငပေါ့တိလားဟိုးခစ်တဲ့လောက်လာတာတိလားမင်းတို့ငန်းတော်တော်တော်အတုံးဝင်တဲ့ခစ်တဲ့ကငပေါ့ကအဲငန်းတော်ယူပြီးလောက်လာခဲ့တာဟာမင်းတို့တွေကွာပြောပြရင်မင်းတော့ကမြည့်ရီပင်လယ်ဝင်သွားလိုက်မယ်အဲ့တော့ဦးစင်းတို့နဲ့လိုင်းချင်းတော့မတူဘူးပေါ့ဗျာနော်မတူအဲ့တော့ဘာပြောကကုသိုလ်ဖိုးရင်ကိုတော့ဦးစင်းတို့ကတနာမိရတော့အမှန်ပါပဲဘာဖြစ်လို့တနာမိရလဲဆိုရင် ိုသောဘိန်းတို့တူမှာပြိတက်တီမများစွာရှိတိုင်းမထင်နဲ့တူတခုခုသုံးသုံးသုံးပြုလို့ရှိရင်လူတွေကလမ်းပေါ်ထွက်လာမယ်ထင်နဲ့အပိမတူတွေဒါအများလာမယ်ထင်နဲ့သူစဉ်းစားတာတွေကလွဲပါလားလွဲပါလားနော်ဘသူကထွက်လာမှာလဲဟွန်လိုက်ပေါ်ပြိတက်ကဟွန်လိုက်ပေါ်မှာပဲပုံဆုံးမှာပေါ့ဟွန်လိုက်ပေါ်ပြိတက်ဟွန်လိုက်ပေါ်မှာပြီးသွားတာပေါ့အဲ့တော့ဟွန်လိုက်ပေါ်ကပြိတက်တွေကိုလည်းပြောချင်တယ်နော်တကယ်လို့ပုံမှာထွက်လာပြီပုံမှာထွက်လာလို့ဘလို့ထွက်လာပြီဘလို့အဲထွက်လာပြီလဲဆိုလို့ရှိရင်အဲ့မှာကုသိုလ်ဖို့ကြီးမှာလည်း သူအာကိုရာအာကိုကြောင့်သူ့မှာလဲရှိတယ်နော်ပုဇော်ဘေးမှာလဲသူ့မှာအာကိုလောက်တဲ့သူရှိတော့လဲသူအာကိုရတဲ့သူကလဲကယ်လို့ရမှာလားကယ်မှာကယ်လို့မရရမကယ်ဘူးကတားကတော့ကိုမမောင်တင်ထားတဲ့ဗီဒီယိုဖိုင်နဲ့နပေါက်တင်ထားတဲ့ဗီဒီယိုဖိုင်နှစ်ခုကိုကျွန်တော်နှိုင်းရှင်ပြီးတော့တုံးတက်ပြတာအဲ့တော့လက်ရှိပြည်တွင်းထဲမှာရှိတဲ့စစ်သက်ထောက်ခံပါတယ်ဆိုတဲ့ငပေါ့တို့လိုမျိုးအတန်းစားကရှင်းရှင်းပြောရရင်ဘလို့အတန်းစားလဲဆိုတာခင်ဗျားတို့ဒီဗီဒီယိုဖိုင်အောင်ကြည့်ခြင်းအပြင်တိပါလိမ့်မယ် အဲ့တော့ဇော်ဘုံဟင်းတို့လူတယောက်နဲ့ငပောက်တို့ကောင်းနေကောင်းပုံမဲ့နေမပြောမဲ့စစ်တပ်အတွက်ဘယ်ဟာအားကိုးရလဲကျွန်မတို့စစ်တပ်ထောက်ခံတဲ့လူတွေကျွန်တော်မေးတဲ့မေးခွန်းကိုကွက်ကိုမေးပြီးကွက်ကိုဖြေသွားကျွန်တော်တို့ရဲ့ရန်တူနော်နှစ်ကောင်လုံးကတော့ဇော်ဘုံဟင်းနဲ့ကျွန်တော်တို့ရန်တူနော်ဇော်ဘုံဟင်းဆိုကျွန်တော်ငစီပါဖြစ်တယ်ပြောနေတာပဲဒါပေမဲ့ကျွန်တော်တို့အခုလက်ရှိကျွန်တော်ပြောနေတယ်ခင်ဗျားတို့ပဲအချမ်းမှပြောတာဇော်ဘုံဟင်းနဲ့ငပောက်ခင်ဗျားတို့စစ်တပ်အတွက်ဘယ်ယာကအားကိုးရလဲအေး ဲ့တော့ဇော်ဘိုးရင်တို့တယောက်แท้ဝင်ว้าတာငပေါ့လို့កောင်းမျိုးဘလို့ထပြက်ဖြစ်ပြတယ်အဲ့ဒါမြင်ရအောင်ကြည့်เนาะအဲ့တော့ခင်ဗျားတို့စစ်သက်ထောက်ခံတဲ့အတိုင်းဝိုင်းဆိုတာအမှန်တရားကိုအခြေခံတဲ့အတိုင်းဝိုင်းလားတလိပ်ဆန်ဝါဒကိုအခြေခံတဲ့အတိုင်းဝိုင်းလားအဲ့ဒါမြင်မြင်ပဲမှားတယ်ဆိုရင်ဒီဗီဒီယိုပိုင်းနဲ့ပတ်သက်လို့မှားတယ်ငင်းကျင်တဲ့ဆိုလို့လာခဲ့ပါကျွန်တော်လိုင်းလွင်ပြီးတော့ဒီဘိတ်လက်ခံပေးပါဒါပေမဲ့အခုငပေါ့နေနဲ့ကိုမောင်မောင်ပြောတဲ့စကားကိုတွားမိကြည့်လိုက်လက်ခံမလားအဲ့လားပဲ အဲ့တော့လက်ရှိအဲ့ဒါပြည်တွင်းမှာရှိတဲ့စစ်သက်ထောက်ခံတဲ့ကောင်မီရဲ့အကျင့်စရိုက်အဆင့်အတန်းစိတ်ဓာတ်ကဒီဇော်ဘုံကြီးဖန်းကန်ထိတဲ့ပွဲမှာအကုန်လုံးပေါ်လွင်သွားတာအဲ့တော့ခမားတို့တွေဒီစစ်သက်ကိုဘာလို့လို့မှန်ပါတယ်စက်ထောက်ခံမယ်ဆိုရင်ကိုယ့်ရဲ့အဆင့်အတန်းကဘယ်ရောက်မှလဲခမားတို့ထောက်ခံတာဒီစစ်ကောင်းဆောင်တွေကိုထောက်ခံတာလားတပ်မတော်ကိုထောက်ခံတာလားစစ်ကောင်းဆောင်တွေထောက်ခံတယ်ဆိုရင်တော့ငပေါက်နောက်ကိုလိုက်ပါ တတ်မတော်ကိုထောက်ခံတယ်ဆိုရင်တော့အဲ့ဒီတတ်မတော်မြောင်းထဲရောက်နေတဲ့အရာကိုမြောင်းပေါ်တက်ပြီးတော့တန်ရှင်းတဲ့တတ်မတော်ပြည်သူလက်ခံတဲ့တတ်မတော်ပြည်သူအားကိုးတဲ့တတ်မတော်ဖြစ်အောင်ဝိုင်းပြီးတော့လှုပ်ကြပါလို့ပဲမြစ်တာရက်ခံခြင်းတယ်